ဆိုလို့အဲဆီယမရဲ့ဟိုကခီးစဉ်ဖြက်လိုက်ပါပြီဟိုတစ်ခါတော့ငါလည်းရုရှားသွားမခီးစဉ်မှာတူဟောတဲ့အဲ့ဒီမှာလာမှန်းတယ်ဆီယမ तू မသွားတော့ဘူးတဲ့ဖာကြတာနော်ဖာကြတယ်နော်ဘောမာတွေဖာကြချက်ကတော့လက်လန်တယ်နော်နင်တို့အဖေမင်းအောင်လိုင်းအခုရက်ဆာအသွားတော့မှတမိသားစုလုံးသွားတာနော်သူ့ရဲ့မိန်းမသူ့ရဲ့သားသမီးမြင်းမြစ်တွေပါအကုန်ပါတဲ့လေရင်ပြက်ကြပြီးတော့သေးပါစေတော့ရှင်းလားနော်အဲတနေ့အားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် မင်းအောင်လိုင်းရုရှားသွားမဲ့ကိစ္စမှာလာဟိုဆရာမဟောထားတဲ့အောက်မှာလာမှန်နေတဲ့ခွေးသရောင်းစားမတွေခွေးသရောင်းစားတွေနင်တို့အဖေကိုထိမှာဆိုလို့အဲဆရာမရဲ့ဟိုကခီးစဉ်ဖြတ်လိုက်ပါပြီဟိုတစ်ခါတော့ငါလည်းရုရှားသွားမဲ့ခီးစဉ်မှာကြိုဟောတဲ့အဲ့ဒီမှာလာမှန်နေဆရာမသူမသွားတော့ဘူးတဲ့ဖာကြတာနော်ဖာကြတယ်နော်ဘောမာတွေဖာကြချက်ကတော့လက်လန်တယ်နော်နင်တို့အဖေမင်းအောင်လိုင်းအခုရက်အသွားတာတော့မှတမိသားစုလုံးသွားတာနော် သူ့ရဲ့မိမသူ့ရဲ့သာသမီမြေးမြစ်တွေပါအကုန်ပါလေတဲ့လေရင်ပြက်ကြပြီးတော့သေးပါစေတော့ရှင်းလားနော်အဲတနေုံနေုံပြောစရာရှိသေးတယ်ဆရာမဒီမှာတင်ပေးထားတဲ့ကျူဟာကုတ်ကလေးကဆရာမရဲ့ Facebook ကောက်ဖြစ်ပါတယ်နော် Facebook မှာရော TikTok မှာရောဘောမတွေရာဆီယာမရဲ့ဓာတ်ပုံတွေယူဆီယာမရဲ့ဗီဒီယိုဖိုင်တွေယူပြီးတော့ကြတော့အကောက်တူတွေလုတ်ပြီးလိန်စားနေပါတယ်အကောက်တူမိရင်လုံးဝတာဝန်မယူပါဆီယာမရှိဗီဒီယိုမေးချင်တဲ့သူကဒီမှာတင်ထားတဲ့ QR code မိမိရဲ့ Facebook မှာ QR code ရိုက်လိုက်ပါရိုက်ပြီးအဲ့ဒီအကောက်ကနော်ဆက်သွယ်ပေးပါကျေးဇူးတင်ပါတယ်ဝိုင်းရှယ်ပေးပါရှင်ခါနိုင်မရက်နိုင်မခါနိုင်မရက်နိုင် ဖြစ်ပြီးတော့တန်ဃာတော်တွေကလက်နဲ့ဆွဲကြိုင်ပြီးနင်တို့ကိုတော်လန်မတော်လန်တော့မဲ့အချိန်ရောက်တော့မှာ ။အေးပြောမိပြန်ပြီပြောမိပြန်ပြီငါမပြောချင်ဘူးအဲကြောင့်မို့ငါအဲကြောင့်လိုင်းပေါ်မတက်ချင်တာငါကြိုမပြောချင်ဘူး။နော်။နင်တို့နင်တို့အခုအခုငါမနေနိုင်လို့ငါပြောပြောတော့မယ်နော်။နင်တို့လုံနေတာတို့မခံနိုင်လို့တန်ကားတော်တွေကလက်နဲ့ဆွဲကြိုက်မိနင်တို့ကိုတော်လန်တော့မှတထောင်းစားတွေ။ကြားလား။နော်။မြန်မာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကလေးရဆခွေးရဆုံနင်တို့မတော်လန့်သေးလို့နင်တို့ကဒီလောက်ရက်ဆက်ရုပ်မာနေတာနင်တို့အဲ့ဒီလိုတော်လန့်တော့မယ့်အချိန်မကြခင်ကြာရောက်တော့မယ် ကြားလားနော်မပြောချင်ဘူးဒီအကြောင်းနေမြစ်တာထားလို့ရတဲ့အရာတည်းမှာနင်တို့မပါဘူးဒီအာနာရှင်ကအင်မတန်ရက်ဆက်ရက်ဆက်မှုတရဖူစောင်းနေတာဖြစ်တဲ့အတွက်ကလေးအစခွေးအစုံကနင်တို့လက်နဲ့ဆွဲကြိုင်ပြီးတော်လန်တော့မဲ့အချိန်ကြီးရောက်တော့မှာနင်တို့ခွေးမောင်းတို့လိုမောင်းထုတ်ရတော့မှာ တိလာနင်တို့ပြောမနေနဲ့တိလာနင်တို့ခွေးမအော်တခါလဲကြိုပြောဦးမယ်ပြောဦးမယ်ပြောဦးမယ်မင်းအောင်လိုင်းကိုလေမင်းအောင်လိုင်းကိုဆရာမသူများတက်လို့တီးတဲ့ကံမပါဘူးဆိုဘောမာရီကတိတ်ပြောနေတာမပြောနဲ့လို့ပြောလိုက်ရုတ်တရက်သူများတက်လို့တေးချင်းစိုးနဲ့တေးသွားရင်အပျော်ဆုံးကဆရာမဖြစ်မှာလို့ပြောပြီးတော့နော်အဲ့ကြရင်ပြည်သူကဆရာမဟောတာမှားတယ်လို့ပြောရင်ပြောပါစေတေးချင်းစိုးနဲ့တေးဖို့ရေးကြည့်တယ်မင်းအောင်လိုင်းတေးချင်းစိုးနဲ့တေးမဲ့ ဒါမဲ့သတိထားတော့နော်ဘောမာတွေမင်းညနေရဟိုဘက်အောက်မှာပြောသလိုပဲဘောမာတွေကလေဒီတော်လန်ရေးမာလေမင်းအောင်လိုက်တေလို့ရှိရင်လေနင်တို့ဘောမာတွေကြံခဲ့ရင်နင်တို့ကဖရဲကျွန်ဖြစ်မှာကြားလားအာမငယ်နဲ့အာမကန်နဲ့နင်တို့ဖရဲကျွန်ဖြစ်မှာမြေကြီးပုံမြေကြီးပုံမှာနင်တို့ထမင်းနှစ်ကြိမ်ပုံကျွေးမယ်တနေ့ကိုထမင်းနှစ်ကြိမ်ပုံကျွေးမယ်တနေ့ကုန်ဖရဲမှာ ဖះရရင်မြင်တော်တွေဖះရတွေရှေးဟောင်းဖះရတွေအများကြီးမှနင်တို့ဖုံတော့ဝါမယ်အဲ့လို့ရှင်အဲ့ဖះရချင်ရင်လှေတကားမှာအဲ့ရမယ်ဖះရကျွန်လောက်ဝါမယ်နော်မင်းအောင်လိုက်သိရင်လေနင်တို့ဘောမပြီးတော့မသိပဲကြံတဲ့လူတွေစူတောင်းထားနင်တို့ဖះရကျွန်ဖြစ်မယ်ဘာလို့ဆိုပြည်သူကနင်တို့ကိုမြင်တာနဲ့မုံမှာယွန်းမှာမစင်ထက်ယွန်းမှာနင်တို့စာအုပ်ရောင်းစာလို့မရတော့ဘူးအရင်တော့ဆိုဂျိုင်းတောင်နဲ့ဗိုလ်ချုပ်အောင်ဆန်းစာအုပ်တို့ဖះရရှိခိုးမျိုးမျိုးတို့ ပထမ်းအကျဲတို့ဟုတ်လားမေတ္တာတုတ်တို့ဘာလို့နင်တို့စာအုပ်တွေရောင်းစားလို့ရတယ်အခုစာအုပ်ရောင်းစားလို့မရတော့ဘူးပြည်သူကနင်တို့ဝဲမှာမဟုတ်ဘူးနင်တို့မြင်တာနဲ့ပြည်သူကဖီဆိုပြီးယူမှာနင်တို့ဖယဲကျုံနေဖြစ်မှာနင်တို့ကသာသနာတွေကိုဖျက်တယ်ဖုံကြီးချောင်းတို့လင်ရင်နဲ့ဘုံကျဲတယ်ဖယားဇေဒီပထိုးတို့ဖျက်စီးတယ်နော်အဲ့တော့နင်တို့ကနင်တို့ငါဒဏ်ခတ်မှာဖယဲကျုံဖြစ်ထားပြီးနင်တို့ဒဏ်ခတ်မှာနော်ဘောမတွေတခါတည်းမှတ်သွား တစ်ချိန်ကြလို့ရှိရင်နော်တိုင်းပြည်အုပ်ချုပ်မင်းလို့တစ်ချိန်ကြလို့ရှိရင်နင်တို့ငါဖရဲကျွန်းဖြစ်ထားမယ်နင်တို့ဘယ်နှစ်ဖရဲကျွန်းဘယ်မှာနေရမလဲတယောက်ကိုဘယ်နှစ်ဖရဲကျွန်းဘယ်မှာနေရမလဲနင်တို့အဲ့ဒီလိုဒဏ်ခတ်မှာနင်တို့မတတ်ဘူးရိုက်လဲမရိုက်ဘူးနှိပ်လဲမဆက်ဘူးဖရဲကျွန်းဖြစ်ထားမယ်နင်တို့ကြလားမှတ်သွားနင်တို့အခုမင်းအောင်လိုက်နဲ့နင်တို့အတူတူသေးပါသေးဆိုတော့နော်အဲ့ဒါဆိုရင်တော့နင်တို့ငရေပြီသွားရမယ် မင်းအောင်လိုက်နဲ့တူတူမသေးပဲနဲ့နင်တို့ကြံခဲ့မယ်ဆိုရင်နင်တို့ငါဖရဲကျွန်ဖြစ်နင်တို့ဒဏ်ခံလာနော်ဖို့ဖရားမ9နှစ်ဒီဖရားမ3နှစ်နင်တို့ဖရဲကျွန်ဖြစ်ထားမယ်နော်ဖရဲကျွန်နေဖြစ်မယ်နင်တို့ဘောဘွေးတို့ကြော်မျိုးဦးရမှာတော်တော်သူတို့မဟုတ်ရင်မဟုတ်တယ်လို့မျိုးသူကသူတို့ဖေးမင်းအောင်လောက်ဆဲပေးသေးတယ် 2024စတော့ကအဲ့ဒီဇော်ဖုံးဟိန်းတို့ကြော်ဆိုးဦးတို့ပေါ့မင်းအောင်လန်ကိုဆဲသေးတယ်ဇော်ဖုံးဟိန်းဆိုမင်းအောင်လန်တောင်းစားကြီးကိုတော်တော်ဆဲတာအဲ့ဒီလိုဆဲတာကြတော့ဆီယမဝမ်းတာတယ်ထောက်ပံ့တယ်မြ мян ဆဲမြ мян ဆဲဝမ်းတာတယ်အဲ့ဒီတောင်းစားမလေးလုံးမက စပေါ်လာတော့ကအဲ့ဒီထောင်ထွက်မသူ့အဖေမင်းအောင်လန်ကောင်းကြောင်းကြီးရပဲပြောတာမကောင်းကြောင်းကိုမပြောဘူးနတ်ကနတ်ဗါလဲနတ်ကဆလာဘာတူတူပဲငါတော့ပြောမှနတ်ကဆမဟုတ်ခွေးတောင်းစားကြီးမင်းအောင်လန် မင်းအောင်လိုင်ရဲ့ယာတို့ကဆရာမမြကြခင်ပေးလိုက်မယ်။နာကာဆာလည်းမဟုတ်ဘူး။ဗိုလ်မှူးချုပ်ကြီးမင်းအောင်လိုင်လည်းမဟုတ်ဘူး။နိုင်ငံတော်ဝန်ကြီးချုပ်မင်းအောင်လိုင်လည်းမဟုတ်ဘူး။ခွေးတောင်စာကြီးမင်းအောင်လိုင်ဆရာမပေးတဲ့နာမည်မှတ်သွားအောင်ပြည်သူတွေနော်။ဘာနိုင်ငံတော်ဝန်ကြီးချုပ်လည်းမဟုတ်ဘူး။နော်ဗိုလ်မှူးချုပ်ကြီးမင်းအောင်လိုင်လည်းမဟုတ်ဘူး။ကာကွယ်ရေးဦးစီးချုပ်လည်းမဟုတ်ဘူး။ခွေးတောင်စာကြီးမင်းအောင်လိုင် အဲ့အဲ့ဘွယ်ရူကဆရာမပေးတာ ကြည်နန်းနဲ့ငါအကောက်ကိုထုပြန်ပြီခွေးသရောင်းသားရေဘာလို့လာထုနေရတော့မင်္ဂလာပါနော်ဒီဗီဒီယိုပိုင်းလို့မြန်မာနိုင်ငံသားမှန်တယ်ဆိုဝိုင်းရှယ်ပေးအောင်နော်ဆရာမဒီပေါ့နော်ပြောမှဆိုရင်ဒီကဘာစစ်ကဘာစစ်180ပြည့်ဆိုတဲ့ဟာကိုပေါ့နော်ဆရာမတက်တလောက်နမိတ်ဖတ်ပေးမယ်နော်အဲ့တော့သိကျင်တဲ့လူရှိတယ်ဆိုဒီဗီဒီယိုပိုင်းကိုအစအဆုံးကြည့်ပါမိမိကြည့်ပြီးရင်လည်းဝိုင်းရှယ်ပေးနော် ဒီသူများတွေတော်တော်များများလူတော်တော်များများစိတ်ပူကြရတယ်ပေါ့နော်စိတ်ပူတာဆိုတာနဲ့ဝမ်းတာတာပေါ့နော်မင်းအွန်လိုင်းကိုမင်းအွန်လိုင်းတက်มาဖြစ်တဲ့အဲ့ဒီယူအဲ့ဒီရုရှားကိုမင်းအွန်လိုင်းတက်มาဖြစ်တဲ့အတွက်မင်းအွန်လိုင်းတိတ်ချင်းစိုးနဲ့တိတ်မလားဆိုပြီးတော့ပြည်သူတွေကအလုံးဝိုင်းမျောပြီးတော့ဝိုင်းပျော်ပြီးတော့ဒီသတင်းထူးကိုစောင့်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ဆရာမပြောချင်ပါတယ်ဒီဒုတိယကဘာစစ်ဖြစ်တဲ့အချိန်တုန်းကလည်းဆရာမဒီတွက်တွက်ကြည့်တဲ့လောက်ပေါ့နော် မြန်မာနိုင်ငံကသူများနိုင်ငံနေနဲ့ဆာလို့ရှိရင်ဒုတိယကမ္ဘာစစ်ဖြစ်တုန်းကဒါဆရာမဆိုမမီဘူးပေါ့နော်ဒုတိယကမ္ဘာစစ်ဖြစ်တုန်းကမြန်မာနိုင်ငံကသူများနိုင်ငံတွေလောက်ဆူဆူဝဝကြီးကိုထိခိုက်မှုပေါ့နော်ဆူဆူဝဝကြီးဟိုမြန်မာမျိုးပေါ်မှာလာပြီးတော့ဖြစ်တာမျိုးတိတ်ပြီးတော့ကြုံခဲ့ရတာတိတ်မရှိဘူးလို့တော့သူကပြတယ်ပေါ့နော်တအားကြီးဆူဆူဝဝမကြုံခဲ့ဘူးမကြုံခဲ့ဘူးလို့သူပြထားတယ်ပေါ့နော်ဒါဆရာမတော့မမီဘူးပေါ့နော်မှန်လားမမှန်လားတော့မသိဘူးနော် ဒါအသက်ကြီးရဲ့လူတွေမိတဲ့လူတွေဆိုရင်အသက်80ကျော်တဲ့လူတွေဆိုရင်သိမယ်ထင်တယ်နော်အဲ့တော့အခုအဲ့ဒါကိုထပ်ပြီးတော့တွက်လိုက်တော့ကြတော့ဘာရလဲဆိုတော့အခုက80ပြည့်ဆိုတော့ကြတော့တေးကြပေါ့တော့အားလုံးထင်နေတာမင်းအောင်လိုင်းလို့ထင်ပေမဲ့လဲမင်းအောင်လိုင်းကိုတခြားလူကလည်းလုံနိုင်သလိုအဲ့ဒီရုရှားကိုလည်းရုရှားကိုလည်းဝင်ရုရှားနဲ့တရုတ်ကိုပို့ပြီးတော့မုန်းနေတာဖြစ်တယ် ဒီကဘာစစ်နဲ့ပတ်သက်လာလို့ကဘာစစ်ကြီးပေါ့နော်280ပြည်လာရောက်တက်မဲ့ဒီနိုင်ငံတကာကနေမှသမရတွေဒီလူကြီးတွေအကုန်လုံးอ่ะပေါ့နော်အဲတရုတ်ရဲ့ရုရှားရဲ့မင်းအောင်လိုက်ရဲ့အဲ့ဒီ3ယောက်ကို အသေးမုန်းနေတာမျိုးဖြစ်တတ်တယ်အဲ့တော့အဲ့ဒီမှာစစ်ဖြစ်နိုင်လားရုံရင်ဆန်ခတ်ဖြစ်နိုင်လားဆိုရင် ရုံရင်ဆန်ခတ်အငင်းခုန်ဖြစ်ပါလိမ့်မယ်နော်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုဖိုင်လို့ကိုတင်ပေးတာဖြစ်ပါတယ် ဝိုင်းရှယ်ပေးပါရှင်เนาะအဲ့တော့ပြောချင်တာကအဲ့ဒါဆိုဆက်မမင်းအွန်လိုင်းပါမလားဆိုတော့ကြာတော့လေเนาะမင်းအွန်လိုင်းရဲ့တရုတ်ရဲ့ရုရှားရဲ့နောက်ထပ်နိုင်ငံနှစ်နိုင်ငံကြံသေးတယ်အလုံး၅နိုင်ငံပေါ့เนาะအဲ့ဒီ၅နိုင်ငံ ਨੇ တခြား အဲ့ဒီပြောမယ်ဆိုအဲ့ဒီငားနိုင်ငံကြားမှာတခြားနိုင်ငံတခြားနိုင်ငံတွေကြားထဲမှာပြဿနာမရှိရင်တော့မှာတခြားနိုင်ငံတွေတေချာပေါက်မုန်းနေတာတော့ဒီပြောပုမနေလည်းပြောမယ်ဒီကမ္ဘာစစ်ကိုကမ္ဘာစစ်ကြီး180ပြည့်ကိုလာရောက်တက်တဲ့ဒီနိုင်ငံတွေအကုန်လုံးကမုန်းနေတဲ့လူတွေရှိတယ်အဲ့ဒါပါလဲဆိုတရုတ်မင်းအောင်လိုင်းရုရှားအဓိကအားလုံးရဲ့အမုန်းဆုံးခံရတာဆိုရင်တရုတ်နဲ့ရုရှားဖြစ်နေတယ်နော်အဲ့တော့အဲ့ဒီဆီယမ180ပြည့်အဲ့ဒီရုရှားမှာလုံမဲ့ ပွဲမှာရုံရင်းဆိုင်ခံဖြစ်နိုင်လားဆိုဖြစ်နိုင်ပါတယ်နိုင်ငံ၅နိုင်ငံမှာ၅နိုင်ငံဘယ်နိုင်ငံပါမလဲဆိုတော့မြန်မာရုရှားတရုတ်အဲ့ဒီ၃နိုင်ငံနဲ့ဒီကြံတဲ့၂နိုင်ငံနဲ့ပြိပခါဖြစ်ဖို့ရှိပါတယ်เนาะပြိပခါဘယ်လောက်ထိဖြစ်မလဲဆိုတော့မကြခင်စောင့်ကြည့်လို့ပြောချင်ပါတယ်ရှင်เนาะဒါဒုတိယကဘာစစ်ကြောင်းကိုဆရာမနားလည်တော့ဒါမြန်မာနိုင်ငံသားတွေအတွက်ဟောပေးလိုက်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ ဲ့ဒီဒုတိယကဘာစစ်တက်တဲ့ပွဲမှာဆရာမတို့တရင်ထူကြရမှာဖြစ်ပါတယ်เนาะမြန်မာနိုင်ငံသားတွေပါတယ်ဆိုရင်ဒီပို့ဝိုင်းရှယ်ပေးသွားပါဆရာမတော့ဆရာမမြတ်ကြာခင်ပဲဖြစ်ပါတယ်ဒုတိယကဘာစစ်ဟုတ်လားဒီကဘာစစ်ကြီး280ပြည့်တက်တဲ့ပွဲမှာမြန်မာနိုင်ငံအတွက်တရင်ထူတရင်ကောင်းเนาะကြားရမှာဖြစ်ပါတယ်ထပ်ပြီးတော့ပြောပါတယ်မြန်မာနိုင်ငံသားတွေဝိုင်းရှယ်ပေးပါ ားလုံးကျေးဇူးတင်ပါတယ်ရှင်ဘောမာရင်ကမစဲနေတော့